chapter 123မှာတော့ Snuffy ရဲ့ဒုတိယအကြိမ်တံပြန်တိုက်စစ်ကစတင်ခဲ့ပါဗျ။ Metavision နဲ့တောင်မှ Snuffy ရဲ့တံပြန်တိုက်စစ်ကိုမနေ့ကကွယ်ခဲ့ရပြီးတော့နောက်ထပ်တစ်ကြိမ်တံပြန်တိုက်စစ်ဆင်တဲ့အခါဘာလို့ရမှန်းမသိဖြစ်ကုန်ကြပါဗျ။ Snuffy က Lorenzo ကိုလူပေးလိုက်ပြီးနောက်ထပ်တိုက်စစ်ပုံစံအသစ်တစ်ခုကိုနားမလည်ပဲလှုပ်ရှားလိုက်ရင်ဖန်ခင်ရမှာမလို့ Snuffy ရဲ့ကမ္ဘာအဆင့်ကစားပုံတွေကိုစောင့်ကြည့်နေပါဗျ။ဒီတစ်ကြိမ်မှာတော့ဥပအတင်းဟာဘဲဘက်အချမ်းနေလူဖြန့်ပြီးတော့ခြိတက်ကစားနေကြပြီးဖြစ်တဲ့ဘောရင်နဲ့ဘီဘက်ကနေချိန်မုံဖို့ကြိုးစားနေတာပါ။ အားလုံးကနောက်ထပ်ကစားကွက်ကိုအာယုံဆိုင်နေကြချိန်မှာစနက်ဖီကမျက်ခွေအားနေပုံခွင်နေပြီးတော့အချိန်နေကတိတ်ပြီးတော့မဟန်တော့ပါဘူးပုံခွင်နေတဲ့စနက်ဖီကိုတယောက်ကဒိဋ္ဌာဖို့လိုအပ်နေပြီးဘောလုံးဖြတ်တင်လိုက်တဲ့အချိန်မှာလွတ်နေတဲ့စနက်ဖီကိုခိုင်စာကဒိဋ္ဌာမိခဲ့ပါတယ်ငါမင်းကိုမြင်တယ်ကွာမင်းကငါ့ကိုမြင်ုံမဲမြင်တာပါစနက်ဖီကိုမြင်ုံမဲမြင်ပြီးသူ့ရဲ့အကြံတွေကိုမတိခဲ့တဲ့အတွက်စနက်ဖီရဲ့ခေါင်းတိုက်ပေါ်ပေးဖို့မှုအောက်မှာဒကွပြခံလိုက်ရပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကိုဟန်ချက်ထိန်ပြီးတော့သူ့အတင်တိုက်စစ်ဆင်လို့ရအောင်စီစဉ်ပေးလိုက်တာပါစနက်ဖီဘောလုံးပေးလိုက်တဲ့လူကတော့နီကိုဝဲဖြစ်ပြီး ဘာချစ်ကလည်းဘေးမှာလိုက်ပါလာခဲ့ပါတယ်။ဒီကိုကန်သွင်းမဲ့အထင်းနဲ့ဘာချစ်ကသူ့သားလိုက်နိုင်ပြီလို့ထင်ထားပေမဲ့အရာအလုံးဟာစနက်ဖီရဲ့အစီအစဉ်အတွင်းမှာပဲရှိနေပါသေးတယ်။အစီအစဉ်အတိုင်းနောက်ကဘာလို့ကိုဖနောက်နဲ့လူပေးလိုက်ပြီးကန်ကောင်းစွာနဲ့ပဲအဲ့ဒီအရာကိုအီစာကြီးကအကျိုးမြင်ပြီးတားနိုင်လိုက်ပါတယ်။တားလိုက်တဲ့ဘောလုံးဟာစီးအပြင်းကိုကြာသွားခဲ့ပြီးဥပအတင်းကလက်ပြပေါ်ရရှိမှာပါ။ဘာလို့ကိုတားလိုက်နိုင်နေဆိုပေမဲ့ဒီတံပြန်တိုက်စစ်ကြီးကိုအဆုံးသတ်ဖို့နီလန်းတော့ရှာမတွေ့ပါဘူး။အခုချိန်မှာဥပအတင်းရဲ့အနေအများတဲ့တိုက်ခိုက်မှုတွေကိုခမန်းနိုင်တာဆိုလို့အီစာကြီးဘာချစ်ခိုင်စာတို့ပဲရှိပါရယ် တို့ရောက်သားလုံးဟာအသေးအံကျူးစားနေခဲ့ရပြီးခက်စစ်အနေထားမှာအသေးအံကျူးစားနေခဲ့ရပါတယ်အရင်မှစတာရီလို့စနက်ဖီးယာသူ့ရဲ့ကိုပိုင်ကိုသွင်းဖို့မကျူးစားတာမလို့ဘောလုံးကိုခိုးပြီးတံပြန်တိုက်စစ်ဆင်နိုင်မဲ့လမ်းကိုရှာမတွေ့နိုင်ဖြစ်နေခဲ့ရတယ်အတင်းရဲ့ဖြူဟာကိုထောက်ပံ့ဖို့အားလုံးရဲ့နောက်မှာရှိနေခဲ့ပြီးတော်တော်ဟန်ချက်ညီတဲ့ခန္ဓာကိုယ်နဲ့ဘောလုံးထိန်းတဲ့ပုံတွေကိုတိုက်စစ်မှုတရားလို့အတုံးမချပဲသူ့အတင်းကိုရဖို့အတွက်တာအတုံးချနေခဲ့တာပါနောက်ဆုံးတော့အီစာကီးကစနက်ဖီးရဲ့အသွေးတွေကိုခံမနိုင်ခဲ့ပြီးစနက်ဖီးကသူ့ရဲ့အတင်းကိုကူညီဖို့ အမြဲတမ်းစောင့်ကြည့်နေတဲ့သူပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အီစာကြီးရဲ့မေတာဗီရှင်ကိုကျော်လွန်နိုင်ခဲ့တာဖြစ်ပြီးအတ္တဆန်ဆန်လှုပ်ရှားနေခဲ့တဲ့အီစာကြီးရဲ့ကစားပုံတွေကအားလုံးစောင့်ကြည့်နေခဲ့တဲ့ Snappy အတွက်ကတော့ခမဲရလွယ်ကူနေခဲ့ပြီးသူတို့ကဒါဒီတိုင်းဆက်သွားခွင့်ပြုနေမယ်ဆိုရင် Snappy တဲ့အရင်ကြိုတင်စဉ်းစားနိုင်ဖို့လိုအပ်ပြီးပိုဝေးတဲ့အနာဂတ်ကိုမမြင်နိုင်မဲနဲ့နိုင်ဖို့မဖြစ်နိုင်ပါဘူး။ဆက်ရှုပ်နေတဲ့မျက်နှာနဲ့အီစာကြီးကိုဗတ်ချစ်ကပြဿနာတက်နေရလားလို့မေးလိုက်ပါတယ်။အီစာကြီးကလည်းဟုတ်ကြောင်းပြန်ဖြေပြီးဒီတိုင်းဆိုရင်အချိန်ကုန်သွားတော့မှမလို့ ဘာချစ်ကစနက်ဖီရဲ့ကစားပုံဟာဂျူဂျစ်ဆုလို့ခေါ်တဲ့ကဘာတဝါမှာနီလန်ချိုးနဲ့အတုံးပြုတ်နေပြီးဂျူရိုနဲ့ဆက်ဆက်နေတဲ့ကိုခန့်ပညာကိုဘောလုံးနဲ့ပေါင်းဆက်ပြီးကိုပိုင်ကစားပုံတစ်ခုတီထွင်လိုက်တာပါဂျူဂျစ်ဆုကြောင့်ခနာကိုရဲ့အလွတ်လွတ်ပုံတွေကိုကောင်းကောင်းနားလည်ခဲ့ပြီးဘောလုံးစကေးရင်နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ကဘာအစ်မီဘောလုံးထင်းနီးနဲ့လူပေးပုံကန်ချက်တွေကတိုးတက်လာခဲ့ပါတယ်။တိုက်စစ်မှုတယောက်အနေနဲ့ဆိုရင်တော့ဘာချစ်ကိုမရှင်းနိုင်ဘူးဆိုပေမဲ့စနက်ဖီကကစားတဲ့နေရာတိုင်းမှာတောက်ပနိုင်ပါတယ်။အလုံးစုံတော်တဲ့နေရာမှာစနက်ဖီရောကဘာအကောင်းဆုံးအနေနဲ့ ဘတ်ချစ်ကတတ်မှတ်ထားပြီးအီစာကီကလည်းစနက်ဖီရဲ့ဘောလုံးအကြီးကိုချီးကျူးနေခဲ့ပြီးသူ့ကိုဘလို့အနိုင်ယူရမလဲလို့ဘတ်ချစ်ကိုမေးတဲ့အခါမှာတော့ဘတ်ချစ်ပြန်ပြေးတာငေါ်လည်းမသိဘူးလေအီစာကီကတစ်ဖက်မှာအကြံနေဆွတ်တောင်းနေတယ်ဆိုပေမဲ့ဘတ်ချစ်ကတော့တကယ်မသိတာပါ တပတ်အတင်းရဲ့ကစားပုံတွေကစီးလုံးပြီးတော့ကစားပုံတွေကတခါပြီးတခါမတူညီတဲ့အတွက်ကြောင့်ပူပေါင်းထားတဲ့သူတို့အတင်းနေနဲ့တိုက်ခတ်ဖို့မဖြစ်နိုင်ပါဘူး။ဒါအပြင်ရန်သူကိုမလူပဲကိုအတင်းကိုပြန်လုနေတဲ့ကောင်တွေလည်းရှိတဲ့အတွက်ကြောင့်အခုချိန်မှာသူတို့လုံနိုင်တာဆိုလို့ Snaffy ပျောက်သွားတဲ့အထိ3မိနစ်အချိန်ဆွဲထားဖို့ပဲဖြစ်ပါတယ်။လုံနိုင်ခဲ့မယ်ဆိုရင်တော့ Snaffy မရှိတဲ့ Queen ကပို့ပြီးတော့လွယ်ကူသွားမှာဖြစ်ပြီးတိုက်ဆိတ်ဆင်ဖို့လမ်းကြောင်းလဲဖွင့်လာနိုင်မှာဖြစ်ပါတယ်။ဗတ်ချစ်ပြောလိုက်တဲ့ဇာတ်ရည်ထဲမှာအီဇာကြီးကတခုခုကိုတတိထားမိသွားတဲ့ပုံပေါ်ပြီး Snaffy ကိုတားနိုင်ဖို့နောက်ဆုံးအပိုင်းအစား တစုံတယောက်စီကိုအတင်းစုပ်ပြီးတော့ပြီးသွားခဲ့ပါတယ်။အဲ့ဒီဖြစ်နိုင်ချေရှိတဲ့အပိုင်းစားကတော့ right ချီပဲဖြစ်ပါတယ်။ right ချီဟမ်မင်းတေဖို့အတွက်စင်သေးဖြစ်ပြီလား။ဒီလိုနဲ့ပွဲရစတင်ခဲ့ပြီးဦးစိတ်တုံနဲ့အီစာဂီတို့ဟာတခုခုပြောနေခဲ့ပါတယ်။ဥပါအတင်းဟာဒရာကိုကနေတဆင့်လိုရန်ဆိုလိုရန်ဆိုကနေတဆင့်စနက်ဖီနဲ့တွဲဆုပ်ဖို့လုပ်တဲ့အခါမှာဦးစိတ်တုံကရှေ့မှာစောင့်နေခဲ့ပါတယ်။တေဖို့အတွက်အစင်သေးဖြစ်ပြီလားဆိုတာကတော့ဦးစိတ်တုံစနက်ဖီနဲ့ရှင်ထင်းခိုင်းတာပဲဖြစ်ပါတယ်။ဦးစိတ်တုံကတော့မာစတာတရားလုံးတယောက်တည်းရှင်ထင်းမယ်ဆိုရင်ခွဲပြေကုန်မှာဖြစ်တဲ့အတွက်အီစာဂီကလည်း ပုံမှန်လိုက်နေတယ်လို့မလိုက်ခိုင်းမဲနမီတာအကွာကနေစက်ဝမ်းချမ်းအနေထားနဲ့ပဲကာခိုင်းတာပါအဲ့ဒီအကွာဝေးမှပဲနေပြီးတော့လာသမျှဘောလုံးတိုင်းကိုဖြစ်ထုတ်ခိုင်းပြီးအဓိကတာဝန်ကဘောလုံးကိုလူဖို့အတွက်မဟုတ်ပဲဘာတွေပဲဖြစ်လာပါစေအဲ့ဒီစက်ဝမ်းချမ်းပုံစံအနေထားနဲ့စက်နေခိုင်းဖို့ပဲဖြစ်ပါတယ်အကြမ်းခံမှုတက်လုံးနဲ့မြောက်ချင်းရှင်နဲ့စွမ်းရည်တွေပေါ်မှာမူတည်နေပြီးတော့လွယ်သွားရင်အလောင်းခံမှဖြစ်ပြီးလုံနိုင်ခဲ့ရင်တော့ဂျင်ဂိုရိုက်ချီဆိုတဲ့နာမည်ကကမ္ဘာအဆင့်ကစားသမားတစ်ယောက်အနေနဲ့တက်မှတ်ခံရမှာဖြစ်ပါတယ်ကဲရိုက်ချီမစ္စရီခန်နေရာတိကိုဖြစ်လာနိုင်မလား ရိုက်ချီကစနက်ဖီကိုတေချာစောင့်ကြည့်နေပြီးအီစာကီပြောသလိုဘောလုံးကိုလှုပ်ဖို့မကြိုးစားပဲစနက်ဖီကဘောလုံးကိုလိန်ခေါက်ပြီးသူ့ကိုကြော်သွားခဲ့တယ်ဆိုပေမဲ့သူ့စိတ်တော့ဘောလုံးကိုလှုပ်ဖို့ကြိုးစားနေတာမဟုတ်တဲ့အတွက်သူ့ကိုကြော်တက်သွားခဲ့တာတော့မှနောက်ကနေအသေးအတန်လိုက်လို့နေပါတယ်။အိုးမင်းကမစိုးဘူးပဲ။ငါ့ရဲ့ခံစစ်ကိုမီးကြည့်လိုက်။ဦးစိတ်တော့အီစာကီပြောသလိုတိတိကျကျလှောက်ရှားနေခဲ့ပြီးစနက်ဖီရဲ့မျက်စိရှိမှပိတ်ထားခဲ့တဲ့အတွက်သူ့ရဲ့အကြံဉာဏ်နဲ့လူပေးပုံတွေကိုပြောင်းလဲနိုင်လိုက်ပါတယ်။စနက်ဖီရဲ့အကဲတဲမရှိတဲ့ရွေးချယ်စရာတွေကြားမှာ ီစာကြီးကအနာဂတ်ကိုမခံမနိုင်ဘူးဆိုပေမဲ့ဦးစိတ်တို့ရှိနေခဲ့တဲ့လမ်းမှာရွေးချယ်စရာတစ်ခုဒါမှမဟုတ်နှစ်ခုလောက်ကနေသွားပြီးအလိုလိုတိုက်ခိုက်မှုပုံစံမျိုးချော့ချလိုက်ပါတယ်လမ်းတစ်ခုကိုရွေးချယ်လိုက်ပြီးဤစာကြီးကကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင်တိုက်စစ်ရဲ့စမှတ်အနေနဲ့ဖြစ်နိုင်ခြေအရှိဆုံးလူကတော့လိုရန်ဆိုပဲဖြစ်ပါတယ်ကြုံမြင်ခဲ့တဲ့အတွက်ကြောင့်ဖျက်ထုတ်နိုင်လိုက်ပြီးဦးစိတ်တို့ရိုက်ချီပေါင်းဆက်မှုခံစစ်ကအလုပ်ဖြစ်ခဲ့ပါတယ်อิซากิยาอารมณ์จ่อနိုင်ခဲ့ပြီလို့ထင်ထားပေမဲ့ဥပါသတင်းလုံးကဒီအကြံကိုတီးနေခဲ့တာပါ အိုက်ကူကဣစာကိစီကဖြတ်ထုတ်ပြီးသူစီစဉ်ခဲ့ရတဲ့အကြံတွေအားလုံးဟာပျက်စီးသွားခဲ့ပါတယ်သူတို့အားလုံးဟာတော်တော်လေးမြင့်တဲ့အနေထားမှာရရှိနေခဲ့ပြီးအခုဆိုရင်ဘောလုံးဟာကန်သွင်းမှုအတွက်ဘာရိုစီကိုရရှိနေခဲ့ပါပြီဣစာကိကတော့အတော်လေးဒေါသထွက်နေခဲ့ပြီးကြီးရွယ်ကွာငါ့ရဲ့အုံတော့ကအခုချိန်ထိကဘာအစိုးမမီသေးဘူးအားလုံးကိစ္စသုံးပြီလို့ထင်ထားခဲ့ပြီမယ်တော်ရင်သားလေးဟာဣစာကိလှုပ်ပေးခဲ့တဲ့အတွက်ကြောင့်ဘာလို့မန်းတော့မသိပေမယ့်ကန်ချက်ကိုတားနိုင်မယ်လို့ခံစားနေရပါတယ်တော်ရင်သားလေးဟာအယုံ၆ပါးလုံးဟောပါအသုံးပြနေပြီ တန်းခဲ့မယ်လို့ထင်ထားပေမဲ့တည်တည်ချာချာပြန်စင်းစားလိုက်ပြီးအယောင်ပြွက်ပဲဆိုတာနားလေလိုက်ပါတယ်ဘာလို့ရဲ့ကံချက်ကညာရှိကံချက်ဖြစ်ပြီးအဲ့ဒီအတွက်ကြောင့်ဘဲဘက်ကိုရှည်သွားတယ်ဆိုပေမဲ့ရိုက်ချီနဲ့အီစာကီတို့ကလူပင်းလမ်းကြောင်းပိတ်ထားခဲ့တဲ့အတွက်ကြောင့်တစ်ဖက်သင်းရဲ့တိုက်ခိုက်မှုကိုအရှင်လျှော့နိုင်ခဲ့ပြီးအဲ့ဒီအတွက်ကြောင့်ဂိုးနာကိုရောက်ဖို့ဆိုရင်ခန်းစစ်ကစားသမားတယောက်ကိုပဲဖျက်ဖို့လိုတော့ပါတယ် noise နောက်ဆုံးကြံတော့သူ့ကံချက်တိုက်မယ်မယ်ငေါ့အထင်မဟုတ်ဘူးတေးကိုတေးကြတယ်ကံမဲ့အချိန်ကငါသူ့ကိုလုံးဝမမြင်ရတဲ့အချိန်ပဲ အခုပဲငါမြင်ရတယ်ဘင်းကြီးရဲ့ကဲငါကာနိုင်တော့တယ်မဟုတ်သေးဘူးငါလုံးဝတောင်းနိုင်တယ်ဆိုပြီးတော့ဘာရိုရဲ့ကန်ချက်ကိုကိုသမားကာကာမာရုကအံ့ဩဖို့ကောင်းစားနဲ့ကာကွယ်လိုက်နိုင်ပါတယ်ကာကာမာရုရဲ့ကျေးဇူးနဲ့ဘတ်ဆတ်မှန်ချင်းအတင်းကကြီးမားတဲ့တံပြန်တိုက်စစ်ကိုပြန်လည်စတင်နိုင်ခဲ့ပါတယ်ဘောလုံးလေးရဲအားရပါရပြစ်လိုက်ပြီးပြစ်လိုက်တဲ့ဘောလုံးကအီစာဂီစီရောက်ရှိသွားခဲ့ပြီးတော့တံပြန်တိုက်စစ်စတင်ပါပြီတစ်ဖက်အတင်းရဲ့ခံစစ်တရားပါရှေ့ကိုကျွန်တက်နေခဲ့တဲ့အတွက်လက်ရင်းစင်အတင်းလေးနဲ့မြန်နိုင်တယ်မြန်မြန်အီစာဂီက ဂိုးနဲ့အနီးဆုံးလမ်းကိုရှာဖွေပါပြီအီစာကီးကဘာချင်းနဲ့ဘောလုံးတွဲကစားနေပြီတစ်ဖက်အသင်းကိုအသာအယာကြော်ဖြတ်နေခဲ့ပါတယ်အိုက်ကူကဘာချစ်စီကဘောလုံးဖြတ်ထုတ်လိုက်ပေမဲ့အဲ့ဒီဘက်ချမ်းမှာအီစာကီးရှင်းနေခဲ့ပြီးရှေ့ကိုဆက်သွားနေခဲ့ပါတယ်အခုချိန်မှာယူကီမီယာနဲ့အီစာကီးကပဲတိုက်စစ်ကိုအဆုံးသတ်ဖို့ကြံမာတော့တယ်ဂိုးနာကိုရောက်ဖို့မီတာ30ပဲလိုတော့ပြီးခန်းစစ်သမား3ယောက်ပဲကြော်ဖြတ်ဖို့လိုတော့တယ်ယူကီမီယာကိုအီစာကီးကဘောလုံးပေးလိုက်ပြီးအာရီဗီနာကြော်တက်ခဲ့ပြီးတော့ယူကီမီယာကိုဘောလုံးတောင်းလိုက်ပါတယ်ဒီဘက်မှာယူကီမီယာခန်းစားကြည့်လိုက်ငါ့ကိုအခုပေးလိုက်တော့ ယူဂီမီယာကဘောလုံးဖြတ်တင်ပေးလိုက်ပြီးအားလုံးမမြင်တဲ့အရာတော့နောက်မှစနက်ဖီကရှိနေခဲ့တာပါဘောလုံးကို6နာရီပေးခဲ့စေခြင်းပေမဲ့ဖြတ်တင်ပေးလိုက်တဲ့အတွက်ကြောင့်အနေငယ်နှီးသွားခဲ့ပြီးစကန်ဝါလာအမားလေးကအချိန်တန်းတန်းမှတချိန်ဆိုတဲ့အခွင့်အရေးကိုဆုံးရှုံးစေခဲ့ပါတယ်ကြုံမြင်ခဲ့ရတဲ့အားလုံးဟာမှန်ကန်ခဲ့ပေမဲ့ကိုသွင်းမှုအတွက်နောက်တစ်ဆင့်လုံနေသေးပါတယ်အဲ့ဒါကတော့အီဆာဂီနဲ့သူကြီးတဲ့အမည်မျိုးရှိတဲ့သူဟာနောက်ပြီးတော့အီဆာဂီလိုမျိုးတစုံတစ်ယောက်ကမြင်နိုင်နေပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူတူးတူးတယောက်ရှင်နေတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ပိုင်းတွင်မှပြန်တွေ့ကြတော့ပေါ့။